ဝမ်ချန်ပီယံရှစ်မှာရေနဲ့စီးစစ်တာမအောင်ဘူးဆိုရင်ထိုးချင်း20ရာခိုင်နှုန်းအထိပြိုင်ဘက်ကိုခွဲပေးရမယ်ပြည်သူများအားလုံးပဲမိင်္ဂလာပါဗျာ။ English Sport ကနေပြန်လည်ကြိုးလိုက်ပါရင်1 Champion ရှင်းရဲ့ဒေါ်လာသိန်းတန်စားချုပ်ရရှိထားတဲ့ Fighter ကြီးဖြစ်တဲ့ Solin ဦးကတော့ နှစ်ပွဲဆက်တိုင်း hydration test မှာအောက်ခဲ့ပါဘူး hydration test ဆိုတာက fighter ရဲ့ခန္ဓာကိုယ်အတွင်းပွဲထိုးလို့ရလောက်တဲ့ရေဓာတ်အလုံးလောက်ရှိမရှိဆိုတာနဲ့ပတ်သက်လို့ပြသလာဖြစ်ပါတယ်ဒါကြောင့်ကိုထုံးမဲ့ weight တန်းရဲ့သတ်မှတ် weight ချိန်ဝင်နေဆိုရင်လည်း hydration test မှာမအောင်ဘူးဆိုရင်ဘာမှလုပ်လို့မရပါဘူးအလကားပဲဖြစ်ပါတယ် hydration test စစ်ဆေးမှုက1 championship က CS Perfect Cavity တနည်းဖြင့်ပြောရင် CS သိသိစားနဲ့တိုင်းတာပြီးတော့စစ်ဆေးပါတယ် ဒီကြောင့်ကတော့ဘိုးသူနာအဖြစ်နဲ့ရင်ဗီဒီယိုတွေမှာတော့ကျွန်တော်ပြောခဲ့ပြီးပြီဖြစ်လို့ဒီနေ့ဗီဒီယိုမှာတော့ဒီအကြောင်းကိုအသေးစိတ်ထပ်မံရှင်းပြသွားမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့အဓိကပြောသွားချင်တာကတကယ်လို့ဆေးဆဲလို့မအောင်ရင်ပြိုင်မက်ဖိုင်တာကိုထိုးချင်းရာခိုင်နှုန်းတစ်ခုခွဲပေးလိုက်ရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါရင် ပုံမှန်အားဖြင့်တော့စီးစစ်တာမအောင်ဘူးဆိုရင်တော့အလဲထိုးနေတိုင်းလဲဘောနဲ့မရဘူးကိုယ့်ရဲ့ထိုးချစ်ကိုပြန်မဲ့ဖိုက်တာစီရာဂိုင်နှုန်းတစ်ခုလောက်ခွဲပေးရမယ်ဆိုတာလောက်ကိုပဲကျွန်တော်တို့သိထားကြပါတယ်။ဘလာရာဂါနှုန်းလို့ဒီခွဲပေးရမယ်ဆိုတာကိုမသိကြပါဘူး။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာစီးစစ်လို့မအောင်ရင်ကိုယ့်ရဲ့ထိုးချစ်ပမာဏရာဂိုင်နှုန်းဘလောင်းထိပြန်မဲ့ဖိုက်တာကိုခွဲပေးရတယ်ဆိုတာကိုတင်ဆက်ပေးလိုက်ရပါတယ်။ဝမ်ချမ်ပီယံရှစ်ကသူတို့ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲတွေအတွက်ဝိတ်ချင်းစီးစစ်ကိုပွဲရမတိုင်ခင်24နှစ်ရည်ကနေ48နှစ်ရည်အတွင်းပြုလုပ်ဖို့သတ်မှတ်ချက်ထားရှိပါတယ်။စစ်စစ်မဲ့အချိန်ကိုလည်းဝမ်ဘက်ကအချိန်3နှစ်ရည်သတ်မှတ်ပေးထားပါတယ်။ဝိတ်ချင်းလည်းအောင်မယ်၊ရင်တန်လည်းအောင်မယ်ဆိုရင်တော့တာတာယာနဲ့ပြီးသွားနိုင်မယ် မဲ့ခွဲချိန်ဝင်ပြီးရေတက်မအောင်မှုဆိုရင်တော့တတ်မှတ်ထားတဲ့အချိန်မပြေမချင်းပြန်လဲစစ်ဆေးခံဝင်ရှိပါရင်တကယ်လို့အချိန်ပြေသွားတဲ့အခါရေတက်မအောင်မဲ့ခန္ဓာကိုယ်ကရေတက်လိုအပ်နေတယ်ဆိုရင်မရတော့ပါဘူးပွဲကတော့ပြန်မဲ့ဖိုင်တာလက်ခံမယ်ဆိုရင်မပြတ်ပါဘူးရေတက်ရအောင်ဖြည့်ပြီးကိုယ်လေးချိန်ဘယ်လောက်အထိတက်သွားနိုင်မလဲဆိုတာကိုကြည့်ပြီးတော့ပြန်မဲ့ဖိုင်တာနဲ့ကတ်ဝေးတန်းဖြင့် ပွဲညီထိုးလို့ရပါတယ်ပြန်မဖိုင်တန်ကလက်ခံရင်ပွဲမပြတ်ပါဘူးအခုဆိုလေဆွန်လင်းဦးဆိုရင်တမတ်ချိန်အတွင်းရေတက်မအောင်ပါဘူးဒါကြောင့်ပွဲမပြတ်အောင်လို့ဝိတ်ညီထိုးဖို့အတွက်ရေတက်အောင်ကြိုးစားရပါတယ်ရေတက်အောင်သွားတဲ့အချိန်မှာတော့ဆွန်လင်းဦးကဝိတ်တန်းဝင်တော့ပဲ149.05ပေါင်လောက်ထိတိုးသွားပါတယ်ထိုးဖို့တင်ပေးထားတာက145ပေါင်ဘတ်တန်ဝိတ်တန်းဆိုတော့ဒီအနည်းနာမှာပဲကက်ဝိတ်တန်းဖြင့်ဝိတ်ညီထိုးဖို့ကော့ဖန်နဲ့ညှိရပါတော့တယ်ကော့တန်ဘက်ကလက်ခံတာကြောင့်ပွဲကတော့မပြတ်ပါဘူးဆွန်လင်းဦးကဘောနက်ကိုအသာထားကိုယ့်ရဲ့အိမ်ဝင်တပိတ်ဝင်ထိုးချစ်ကိုကော့တန်စီခွဲပေးရပါတော့မယ် တစ်ဖက်ကသတ်မှတ်ထားတဲ့စီကဲချက်မှာရေတန်းဆက်ပြေလို့ကိုလေးကျင်105ရာခိုင်နှုန်းထိပဲတက်မယ်ဆိုရင်ပြိုင်ဘက်နဲ့ကက်ဝိတ်နှိထိုးဝင်ရှိတယ်။ဒါကြောင့်105ရာခိုင်နှုန်းထက်ကျော်လွန်မယ်ဆိုရင်တော့ပြိုင်ဘက်ကလက်ခံမယ်ဆိုရင်တော့မရဘဲပွဲဖြတ်သိမ်းဝင်ရှိတယ်ဆိုပြီးပါရှိပါတယ်။နောက်လည်အောင်ပြောမယ်ဆိုရင်ပေါင်180ရဲ့ဖိုင်တာကရေထဲဖြစ်လို့105ပေါင်ထက်မများဘူးဆိုရင်ပြန်ဘက်နဲ့ဝင်းကြီးထိုးဖို့ဆက်လက်ညှိနှိုင်းမှာဖြစ်ပြီး105ပေါင်ထက်ပိုများမယ်ဆိုရင်တော့ပြန်ဘက်ဖိုင်တာကလက်ခံရင်တောင်မှဝမ်းဘက်ကလက်မခံပဲပွဲပြတ်မယ်ဆိုပြီးဖြစ်ပါတယ်ဒီလိုရေထဲပေါင်တဲ့အတွက်ဒဏ်ရိုက်တဲ့အနေနဲ့ဒဏ်ချင်းအပြင်ကိုယ့်ရဲ့ထိုးခြင်းတွေက20ရာခိုင်နှုန်းကို ပြိုင်မဲ့ဖိုင်နယ်ကိုပေးဆောင်ရမယ်ဆိုပြီးတော့ဝမ်မက်ကတတ်မှတ်ထားပါတယ်။ဒါကြောင့်တတ်မှတ်ချင်ရင်တွင်ရေထဲမှာအောင်ခဲ့တဲ့ဆိုလင်းဦးကကော့တန်ကိုသူ့ရဲ့ထိုးခြင်းနဲ့ဆယ်ရောင်းလုံးခွဲပေးရတော့မှလည်းဖြစ်ပါတယ်။ဒေါ်လာသိန်းနဲ့စာချုပ်နဲ့ပဲအချမ်းမြင့်ထွက်မယ်ဆိုရင်ဆိုလင်းဦးရဲ့တပွဲထိုးခြင်းကဒေါ်လာ2000ဖြစ်ပြီးအဲဒီကနဲ့ဆယ်ရောင်းလုံးဖြစ်တဲ့ဒေါ်လာ4000ကိုကော့တန်စီခွဲပေးရတော့မှဖြစ်ပါတယ်။ဒါကမြန်မာဥပမာတွက်ပြထားတာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ထိုးခြင်းရဲ့ဆယ်ရောင်းလုံးခွဲပေးရမယ်ဆိုတာကိုပဲ highlight လုပ်ပြီးပြောချင်တာဖြစ်ပါတယ်။ကိုယ့်ရဲ့ပစံထဲကထမင်းလောက်တွေကိုကို့ဘာသာနဲ့ကိုပုတ်ချနေတဲ့ဆိုလင်းကိုကျွန်တော်ကတော့နားမလည်နိုင်အောင်ပါပဲ။ဗီဒီယိုကိုဆုံးနေကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။